မင်္ဂလာပါဒီနေ့တော့အားလုံးကိုဂျပန်လုံအင်တာဗျူးတစ်ကြိမ်နဲ့အောင်ကျင်လာအောင်ကိုအောင်အားစေမယ်ဆိုတဲ့အကြောင်းလေးလက်ဆောင်ပေးမယ်နော်ဆိုတော့အောင်မြင်တဲ့အကြောင်းလေးကိုပြောမယ်ဆိုလို့ရှိရင်အရင်ဆုံးဘာလို့အင်တာဗျူးမအောင်မအောင်မြင်ရတဲ့အကြောင်းလေးကိုတိမာရမယ် တော့ JLBD ဆာမွဲတော်အောင်မာရဲ့စကားပြောလေးခြင်းမရှိတဲ့အတွက်ကြောင့်စကားမပြောရဲဘူး JLBD ဆာမွဲတော်အောင်မာရဲ့လေးစင်းင်းလေးခြင်းအားနေတဲ့အတွက်ကြောင့်တစ်ဖက်ကပြောတာကိုနားမလဲဘူးနားမလဲလို့မိကွန်းပြန်ထုတ်မယ်လို့ကြံကားပြောလဲစကားပြောအလေးခြင်းနေတဲ့အတွက်တခါမိကွန်းကမထုတ်နိုင်တော့ပြန်ဘူးအဲ့ဒီအပြင်ဂျပန်လူမျိုးအင်တာဗျူအာတွေနဲ့နဖူးတွေ့ဒူးတွေ့အတွေ့အကြုံမရှိတဲ့အတွက်ကြောင့်တကယ်ဂျပန်လူမျိုးတွေရဲ့အရှိရောက်တဲ့အခါမှာကြောက်တယ်စိတ်လှုပ်ရှားတယ်အဲ့ဒီအတွက်ကြောင့်ကိုလေးခြင်းစက်မှတ်ထားတဲ့ဟာတွေကိုအပြည့်အဝထုတ်မသုံးနိုင်ဘူးဒါတွေကြောင့် အင်တာဗျူးတွေအဓိကကြနေကြရတာဂျပန်စာ JLPT စာမွေးတော်အောင်ရဲ့ certificate တွေတော့ရထားရဲ့ N2 N3 N4 online mat တွေတော့ရှိထားရဲ့အင်တာဗျူးတွေကြနေကြတယ်တရမှာ80လောက်တစ်ချိန်နဲ့ဘယ်သူမှမအောင်မြင်ကြဘူးအင်တာဗျူးအဲ့တော့အဲ့ဒီလိုဂျမန်အလုပ်အင်တာဗျူးကိုတစ်ချိန်နဲ့အောင်ခြင်းလားအောင်နိုင်တယ်အောင်တဲ့သူတွေလည်းရှိသွားတယ်နောက်လည်းရှိလာလေဦးမယ်အဲ့ဒါဘယ်လိုလူတွေလဲဆိုရင် JLB ရဲ့ Japan Link Partner Training Center ကစကေဘျောနဲ့အင်တာဗျူး training class ကိုတက်သွားတဲ့သူတွေအောင်ကြတယ်အဲ့ဒီမှာဘာတွေလုပ်လဲဆိုလို့ရှိရင် နံပါတ်၁စကားပြောလေ့ကျင့်ပေးတယ်။အထူးသဖြင့်အင်တာဗျူးမှာအဓိကမဖြစ်မနေပါမဲ့စကားစုတွေအများစုကိုတုံးပြီးတော့စကားပြောလေ့ကျင့်ပေးတယ်။နောက်တစ်ခုကနေ့တိုင်း listening ကိုလေ့ကျင့်ပေးတယ်။အင်တာဗျူးမှာမပါမဖြစ်ပါတဲ့မိကုံးတွေကိုကြင်သားရနေအောင်ဂျင်ပါနေအောင်လို့ listening မှာလည်းထည့်ပြီးတော့လေ့ကျင့်ပေးတယ်။ အဲ့ဒီအပြင်ဂျပန်လူမျိုးအင်တာဗျူအာတွေနဲ့ဆက်လုပ်ထားတဲ့အင်တာဗျူခန်းတွေမှာအချိန်ပေါင်းများစွာလစ်ကျင်ခိုင်းပြီးတော့ဂျပန်လူမျိုးတွေရဲ့ရှေ့မှာစိတ်မလုံရှားဖို့မကြောက်ဖို့ဂျပန်လူမျိုးအင်တာဗျူအာတွေကိုမကြောက်ဖို့လစ်ကျင်ပေးတဲ့ဟာတွေကိုအဓိကထားထည့်သွင်းပေးထားတယ်နောက်တစ်ခုကအရေးကြီးတာပါလဲသိလားအင်တာဗျူမှာကိုရှောက်မဲ့အလုံးနဲ့သက်ဆိုင်တဲ့စကားလုံးတွေအဓိကလစ်ကျင်ထားဖို့လိုတယ်အဲ့ဒါတွေကိုလစ်ကျင်ပေးမှာဥပမာစားတောက်ဆိုင်ဆိုရင်စားတောက်ဆိုင်မှာဘာဘာစကားလုံးမျိုးတွေအသုံးပြုတယ်လဲအဲ့စကားလုံးတွေရဲ့အဓိပ္ပာယ်ပွင့်ဆိုချက်တွေကဘာတွေလဲအင်တာဗျူမှာ တီတီငိမ့်ငိမ့်တွတ်တွတ်လက်လက်နဲ့ဖြေနိုင်မှုအတွက်အဲ့ဒါတွေကိုအဓိကထားထည့်သွင်းပြီးတော့တင် जा ပေးတယ်။အဲ့လိုတင် जा ပေးတဲ့အတွက်ကြောင့် Japan Lin Partner Training Center ရဲ့စကားပြောနဲ့ interview training တန်းကိုပြီးရသူတွေဒီအများစုဒီတစ်ချိန်တည်းနဲ့အောင် interview အောင်ကြတယ်။ဒါပေမဲ့တင်နန်းကအတင်ပေးတဲ့အတိုင်းတွေ့တွေ့မသိမ်းလင်းကျင်းရမယ်။တွေ့တွေ့မသိမ်းလိုက်နာရမယ်။ တသွေမတိမ်ပြုမှုနိုင်ရမယ်ဟုတ်ပြီတင်တန်းပြီးသွားပြီတင်တန်းတက်ပြီးုံနဲ့ပြီးရောလားမဟုတ်ဘူးနော်ဂျပန်လင့်ပါတနာထရိနင်းစင်တာကကိုပိုင်မင်းတုဒ္ဒပြည်ပလုပ်ငန်းရှောက်ပွဲအေဂျင်စီဆိုတာရှိတဲ့အတွက်ကြောင့်နေ့စဉ်နဲ့အမြအလုတ်ခေါ်စာတွေဂျပန်ဘက်ကနေရနေတယ်။အဲ့ဒီအလုတ်ခေါ်စာတွေနဲ့ကိုက်ညီတဲ့တင်တန်းသားအတိုင်းကိုတခါတည်းအလုတ်အင်တာဗျူးဖြေခွင့်ပေးသွားမှာဖြစ်တယ်။ဘာဖို့ခါမှထပ်ပေးစရာမလိုဘူး။အဲ့ဒီအင်တာဗျူးမှာအောင်သွားတဲ့တင်တန်းသားတွေကိုလည်းအခုနတင်တန်းကြီးကိုတရားရဂိုင်တို့အကုန်ပြန်ပေးသွားအောင်မှာ။ အင်တာဗျူးအောင်လို့ဂျပန်ကိုအလုံးနဲ့သွားပြီဆိုရင်လေဂျပန်ရောက်ရောက်ချင်းလာမှာသုံးဖို့အတွက်မုံမိုးအနေနဲ့ယန်းတတောင်းကိုလည်းလက်ဆောင်ထပ်ပေးသွားမှာဖြစ်တယ်။အဲဒါတော့ဒီလောက်ကောင်းတဲ့တင်တန်းကိုလက်မလွတ်ဖို့သတိပေးချင်ပါတယ်။ဒါပေမဲ့သတိပေးပြီးပြောလိုက်ချင်တယ်နော်။တင်တန်းကတင်တန်းသားကဒီချိန်မှာ၁၀ရောက်ပဲလက်ခံပါတယ်။အများကြီးလက်မခံပါဘူး။အဲဒီအတွက်ကြောင့်အချိန်မီ၁၀ရောက်ထဲမှာဝင်ဖို့အတွက်အမြန်ဆုံး register လုပ်သွားဖို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်။